လာပါရှင်လက်အစ်ဘာကစာတိန်ကြောင်းကိုစစ်ကောင်စီတပ်ကအတေခံဒရုန်းနဲ့တိုက်ခိုက်ခဲ့တဲ့အတွက်ကျောင်းသား၃ဦးတိခိုက်ဒဏ်ရာရှိခဲ့တဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်ရှင်ရှမ်းကရနီနယ်ဆက်ဖက်ကွန်မြုပ်နယ်အနောက်ဖက်ချန်လက်အစ်ကျေးရွာမှာရှိတဲ့ဘုံတော်ကြီးတင်ပင်ညာရေးကြောင်းကိုစစ်ကောင်စီတပ်နဲ့ PNO ပြည်သူစစ်ကအတေခံဒရုန်းနဲ့တိုက်ခိုက်ခဲ့တဲ့အတွက်ကျောင်းသား၃ဦးတိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ဒေသခံများကပြောပါတယ် ဇွန်လ16ရက်နေ့နနက်7:00နာရီဝန်းကျင်မှာစကောင်စီရဲ့ဖဲခုံမြုပ်အခြေဆိုင်ခမာယာ336တပ်ကနေဖဲခုံမြုပ်နယ်အနောက်ဖဲချံကိုလက်နက်ကြီး၅လုံးပစ်ခတ်ပြီးတော့လက်အစ်ကြီးရွာဖုံးကြီးကျောင်းဝန်းနဲ့အနီကို အသေးခံဒုံးနှစ်စင်းနဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့်ဖုံးကြီးကျောင်းဝန်းအတွင်းမှာစာတင်ကြားနေတဲ့ ၃တန်းကလေးငယ်မင်းကလေး2ဦးယောက်ျားလေး2ဦးနဲ့၈တန်းအရွယ်ចောင်းသား2ဦးစုစုပေါင်း3ဦးထိခိုက်ဒဏ်ရာရှိခဲ့ပြီးတော့ပြီးခဲ့တဲ့မေလ15ရက်နေ့ကလည်းဖဲခုံမြို့နယ်လက်အစ်ကျေးရွာအနီးမှာရှိတဲ့ပန်ကောက်စစ်ရှောင်းစခန်းကိုစစ်ကောင်စီတပ်ကတိုက်လေရင်နဲ့ပေါင်900ပုံးနှလုံးကျဲချခဲ့တဲ့အတွက်အဆောက်အဦတချို့ပြက်စီဆုံးရှုံးခဲ့ရပါတယ်ရှင်။